ကျွန်တော်စူးစမ်းနေတာ3လ3လရှိဟုတ်ဟုတ်ကျွန်တော်အဲ့ Adobe Flash ပြီးွားတဲ့ခါကျရင်တော့အဲ့လိုခီးလေးပါလေးထွက်ပြီးပါကြအဲကိုရီးယားစတော့ပြောပြကြတော့ဟိုဟာလေညုံညင်လာလားဆိုတဲ့ဟာလေအဲ့ဒါကိုပြောပြကြတာအဲ့ကိုရီးယားရဲ့ကျွန်တော်ရဲ့သူရဲ့အာထိုင်နေတဲ့အဲ့ပလော်လေးကရီရတယ်တော့လို့ဆိုပြီးတော့အဲ့လိုလောက်အောင်ဆိုပြီးတော့အဲစဉ်းစားပြတော့ကိုရီးယားစတော့ပြောပြကြတော့ဟိုဟာလေ ညဉ့်ဉင်လာလားဆိုတဲ့ဟာလေအဲ့ဒါကိုပြောပြကြတာအဲ့လိုအဲ့လိုဟာသမျိုးညဉ့်ဉင်လာလားနမ်းပြီးတော့ညဉ့်ဉင်လာလားပြောတဲ့ဟာသမျိုးနောက်တစ်မျိုးဘယ်လိုလုပ်လို့ရသေးလဲဆိုပြီးပြောကြရင်လည်းအဲ့ဒါလေးစဉ်းစားမိပြီးတော့အလုပ်ပြသွားတာပေါ့ဘောလေးပြလိုက်ဒါတော့မှရဲ့ဟိုဟိုကျွန်တော်တို့ကတော့ ကျွန်တော်ကပေါ့နော်ကျွန်တော်လုံးဝလည်းပဲကျွန်တော်အဖေမိရအဲ့လိုမျိုးဟိုဖြစ်ပေးခဲ့တာပဲလူကအဲ့လိုမလားကိုကြတော့မှကိုသမီးကြတော့မှအဲ့လိုမျိုးဘာဖြစ်လို့မရတော့အဲ့တော့ဟိုအဲ့ခါမပူဝင်နိုင်နေရမယ်အဲ့ခါတော့ရောလို့မရဘူးပေါ့နော်အဲအဲ့လိုမျိုးသဘောမျိုးလေးပါတာပေါ့ပြီးတော့ကျွန်တော်တို့ဟိုဝါသနာပါနေရလေသူကမဲ့တချင်းနေရစားလိုက်ဆိုနေအဲ့လိုအဲ့လိုမျိုးကြောင်းမှာကပွဲတွေပါရှိရင်လေသူကလည်းကတာကြီးအဲ့လိုဟုတ် မင်္ဂလာပါကျွန်တော်တို့တန်တော်လေးရဲ့အကြောင်းကားကိုသွားနေရပါရှင်။ဘောရင်တော့ဘောရင်နေတော့ဘယ်လိုလဲ။ဒါလေးလေးပြီးသားတယ်။ဘောရင်။အမီလေးအဲမကြည့်ပါဘူးသမီးလေးကြည့်ပါဘူး။ဆိုလှနေတာကြည့်ပါဦး။ ဟိုတို့၃ယောက်ကအဲ့လိုမျိုးပြောင်းပြောင်းနဲ့တွေ့ရင်အရန်ချက်တယ်ပေါ့နော်တွေ့ရင်တော့အရန်ချက်လိုက်တယ်ပြီးတော့ဒါပေမဲ့အငဲတိုင်းအဲ့လိုအခုတော်တော်နေရလားဆိုတော့မဟုတ်ဘူးအဲအခုဆိုလဲဟိုဒီနေ့ပေါ့နော်နောက်နေ့ဆိုရင်တော့ဂျူးလဲလာလိမ့်မယ်ဒီနေ့တော့ဂျူးဟိုဟာခြားလုပ်ကိစ္စရှိနေမလားဘူးအဲတော့အဲ့လိုမျိုးပဲအဲ့တော့အကုန်လုံးက failing နဲ့ blank ပဲဗျာကွက်လက်ရှိတဲ့နေရာဝင်ဖြည့်ပဲအဲအဲ့လိုမျိုးပဲဟုတ်အခုပဲကျွန်တော်ကခလေးနဲ့ပတ်သက်တဲ့အစားအသောက်တွေတော့ကျွန်တော်မစီစဉ်ရဘူးကျွန်တော်လုံးလုံးမလုပ်တတ်ဘူးဗျာ တော့ခေါင်းလေးရှုပ်တယ်အဲအဲ့ကလေးတော့အစားတော့စီစဉ်တာတွေပါလေကဒါသူ့ဘိုင်းနေပေါ့နော်ကျော်စူးစမ်းနေတာ3လ3လရှိဟုတ်ဟုတ်ဟုတ်ဆက်ပြီးတော့စူးစမ်းနေတယ်ဟုတ်ဟုတ်ဒါမဲ့လေကျွန်တော်အခုဟိုကျွန်တော်အခုလုံနေတဲ့အမှုဟိုပါပေါ့နော်ပြန်လုံနေတဲ့အမှုပညာလှူစားမှုတစ်ခုကြောင့်မလို့ကျွန်တော်နည်းနည်း pressure pressure နည်းနည်းများနေတဲ့အချိန်ဖြစ်နေရပေါ့နော်အဲအကြောင်းမလို့လည်းပဲဟို3လဘာမှမဖြစ်သေးတာထင်ပါတယ်ဗျာ ဟုတ်လားအဲ့လိုအဲ့တော့ကျွန်တော်အဲ့ဒီတော့ play ပြီးွားတဲ့ခါကျရင်တော့အဲ့လိုကီးလေးပါလေးထွက်ပြီးပါကြအဲအဲ့လိုမျိုးတော့စဉ်းစားထားပါတယ်ဟုတ်ကျွန်တော်ကလုံနေတာပဲရှိတာကျွန်တော်တို့ကဟိုလိုမျိုးလုံဟိုချိုတင်ပြီးတော့အဲ့လို plan ကြီးအကြီးအဲ့လိုမျိုးကြီးချထားတာမျိုးမဟုတ်ဘူးကြာကျွန်တော်မျက်စိရှိမှရောက်လာတယ်ကို့မှာအခွင့်အရေးပေးလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလောက်ရမှာပဲဟုတ်ဆိုလောကမှာဘယ်သူမှဟိုအချို့အခွင့်အရေးတွေကနှခါမရဘူးအဲ့ဒါကျွန်တော်ကဘဝနဲ့ရင်းပြီးတော့ကျွန်တော်သိခဲ့တာဟုတ်ဟုတ်